အခုတွေးမြင်နေရတဲ့အသက်22နှစ်အရွယ် noise ဆိုတဲ့ကိုဝင်တဲ့မြန်မာမိန်းကလေးဟာငလျင်တန်းချောင်းဘန်ကောက်မြို့မှာရှိတဲ့စောင်းလန်းစာတိုက်ပြိုကြသွားတဲ့ထဲမှာပါသွားတဲ့သူမယောက်ျားကိုလာဆောင်နေတာဖြစ်ပြီးလက်ရှိမှာသူမဟာကိုဝင်9လလွှဲထားရပါတယ်။ သူမယောက်ျားကတော့ပြိုကျသွားတဲ့အချိန်မှာဆောက်လုပ်ရည်အလုပ်သမားတယောက်ဖြစ်ပြီးသူမဘဝအတွက်အဓိကအားကိုးရသူတယောက်လည်းဖြစ်ပါတယ်။နောက်ပြီးသူမယောက်ျားဟာထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ခိုးဝင်လာသူတယောက်ဖြစ်ပြီးဘာထောက်ထားမှမရှိတာကြောင့်ယောက်ျားဖြစ်သူကိုပြန်တွေးနိုင်ပါမလားဆိုပြီးတော့လဲစိုးရိမ်စိတ်ဖြစ်တဲ့နောက်ပြီးသူမဟာနေတိုင်းလိုလိုပဲယောက်ျားဖြစ်သူကိုပြန်တွေးမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ဒီနေရာမှာနေတိုင်းလာဆောင်နေတာဖြစ်ပြီးအစလေးကကောင်းမစားနိုင်ဘူးမင်းညာကားဆိုတညလုံးကိုအိတ်လို့မပြောဘူးလို့သူမကပြောပါတယ်။ နောက်ပြီးသူမပြောတာကယောက်ျားဖြစ်သူကိုအသက်ရှင်လျက်ပြန်တွေးမယ်လို့မျှော်လင့်ပြီးယောက်ျားဖြစ်သူလည်းသူမမွေးလာမယ်ကလေးရဲ့မျက်နှာကိုတွေးခွင်ရမယ်လို့မျှော်လင့်တယ်လို့နော်အိဆိုတဲ့အသက်22နှစ်အရွယ်ကိုဝင်တဲ့မြန်မာမိန်းကလေးမှပြောပါတယ်။ပြော်ရရလာညီမလေးကိုသိရရောညရတယ်မဟုတ်နော်မိတ်လပ်ကန်ခွန်းခွန်းမိတ်